တွန်းဆန်မြို့မှာတိုက်ပွဲဆက်လက်ပြင်းထန်မြို့နေပြည်သူများထွက်ပြေးဖို့၃နာရီချိန်ပေးထားဆိုကမ်တွန်းဆန်မြို့တွင်အကြမ်းဖက်သမားစက္ကစလက်အောက်ခံချင်းလန်ကောင်ဆယ်တပ်ဖွဲ့နဲ့ဇိုမီရီဗော်လူရှင်နရီအာမီတို့ဟာဧပြီလ၄ရက်2025နှစ်မနက်၈နာရီကစပြီးတိုက်ပွဲဆက်လက်ဖြစ်ပွားရာမြို့တွေကနေမထွက်ပြေးသေးတဲ့ပြည်သူများရှောင်ကြဖို့အချိန်၃နာရီပေးထားတယ်လို့သတင်းရရှိပါတယ်။ အကျန်းဖက်စစ်ကောင်စီနှင့်အတူ အကျန်းဖက်သမားချင်းလန်ကောင်စောတပ်ဖွဲ့ကအင်အားလုံးရင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်ဇိုမီပြည်သူ့ကာကွယ်ဇိုမီ Revolutionary Army ကပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဒီတိုက်ပွဲမှာ အကျန်းဖက်ချင်းလန်ကောင်စောတပ်သား၄ယောက်နှင့်ပစ္စည်းအများအပြားဇိုမီပြည်သူ့ကာကွယ်ရေးတပ်မတော်ဇိုမီ Revolutionary Army ကဖမ်းမိတယ်လို့သတင်းရရှိပါတယ်ရှင်။ ဇုံမီပြည်သူတက်မတော်ဇုံမီ revolutionary army ဘက်ကတွန်းဆန်မျိုးနယ်ကိုအကြမ်းဖက်သမားချင်းလန်ကောင်ဆယ်လက်ထဲက80ရာခိုင်နှုန်းသိမ်းပိုက်ပြီလို့သိရပါတယ်ရှင်။ဇုံကယံတွန်းဆန်မျိုးမှာအကြမ်းဖက်သမားချင်းလန်ကောင်ဆယ် terrorist တွေကဇုံမီမိဘပြည်သူတွေအပေါ်မှာအာဏာရှင်စနစ်သုံးပြီးဇုံမီပြည်သူတွေကိုဒုက္ခပေးပြီးလူသက်ပြန့်မှုနဲ့အပြစ်မရှိတဲ့လူငယ်တွေအပေါ်မှာမတိန်ကျမှု လုံရက်ဆက်တာကြောင့်ဆိုမီပြည်သူတွေကမခံနိုင်တော့တာကြောင့်ဆိုမီပြည်သူကာကွယ်တပ်ဖွဲ့ဆိုမီ Revolutionary Army တို့အကြောင်းကြားပြီးဧပြီလ3ရက်နေ့တွင်တိုက်ပွဲဖြစ်တယ်လို့သိရပါတယ်။ဇဂမ်တွန်းဆက်မျိုးဒေသခံတအူးကစကစလက်အောက်ခံအကြမ်းဖက်သမားချင်းလန် Council အဖွဲ့နှင့် ဇိုမီပြည်သူကာကွယ်တပ်ဖွဲ့ဇိုမီ Revolutionary Army အဖွဲ့တို့ဒီတစ်ခေါက်တုံးစံစစ်ပွဲဟာလူမျိုးစုအချင်းချင်းအကြဖြစ်လို့အရန်ကိုစိတ်ဆင်းရဲစရာကောင်းတယ်လို့ပြောပါတယ်။လက်ရှိအကြမ်းဖက်သမားချင်းလန်ကောင်ဆိုကြောင့်တွန်းဆန်မျိုးပြည်သူအလုံးနှီးပါးထွက်ပြေးကြပြီးအိမ်ဆောင်ဖြစ်ကြံရစ်တဲ့အနေငယ်သာကြံခဲ့ပါလို့သတင်းရထားပါတယ်ရှင်။အကြမ်းဖက်စစ်ကောင်စီလက်နက်ကင်ဟုံကတပ်ဖွဲ့က ဇိုမီပြည်သူ့ကာကွယ်တပ်ဖွဲ့ဇိုမီ Revolutionary Army ကိုပြန်လည်တိုက်ခိုက်မည်ဟုဧပြီလ2025တွင်ဟျွန်ဂိုရန်ကပြောကြားပါရရှင်။အကြမ်းဖက်စစ်ကောင်စီနဲ့သူ့ရဲ့လက်နက်ကင်ဖြစ်သောချင်းလန်ကောင်ဆိုဖွဲ့ကိုပြန်လည်တိုက်ခိုက်သွားမယ်လို့ဇိုမီပြည်သူ့ကာကွယ်တပ်ဖွဲ့ဇိုမီ Revolutionary Army ကလည်းဧပြီလ3ရက်နေ့တွင်အတိပေးထုတ်ပြန်ပါရရှင်။ အကျန်းဖတ်သမားချင်းလန်ကောင်ဆိုတပ်ဖွဲ့များကိုဇိုမီဒေတာဇိုကန်မှာအ мян ဆုံးထွက်ခွာသွားပြီးသူတို့နေမြေထန်တလန်ဟာခဘတ်မှာနေပြီး သူများနေမြေမှာကျူးကျော်ဖို့ရန်နဲ့သူတို့နေမြေတောင်မှာတိမ့်ပိုက်နေပဲနဲ့သူများဒေတာနေမြေမှာအာနာရှင်လုပ်ရတာကြောင့်အခုလိုတိုက်ပွဲဖြစ်တယ်လို့သိရပါတယ်ရှင်။ ဒါကြောင့်ဇိုမီဒေတာဇိုကံကိုကာကွယ်ရန်မိဘပြည်သူတွေကိုငြိမ်းချမ်းစွာနေထိုင်ဖို့ပျော်ရွှင်စွာနေထိုင်ဖို့မိမိကိုယ်ကိုခုခံကာကွယ်နိုင်ရန်အတွက်အကျန်းဖက်စစ်ကောင်စီနဲ့သူ့ရဲ့လက်နက်ကင်အကျန်းဖက်သမားချင်းလန်ထောင်စွာကိုတိုက်ခိုက်သွားတယ်လို့ဇိုမီပြည်သူကာကွယ်ရေးတပ်မတော်ဇိုမီ Revolutionary Army ကထုတ်ပြန်ပါတယ်ရှင်။ ဇုံမီပြည်သူ့ကာကွယ်ရေးတပ်မတော်ဇုံမီ Revolutionary Army တပ်ဖွဲ့ဟာပြည်သူတွေစစ်အာဏာရှင်စနစ်အောက်ကနေလွမြောက်နိုင်ရန်ဇုံမီဒေသဇိုကန်အတွင်းနေရာအနှံ့တိုက်ပွဲဆင်နွှဲနေပြီးဇုံမီမျိုးသားစီလုံးညီညွတ်ရေးအတွက်လည်းအဖက်ဖက်မှစူးစမ်းနေသောအဖွဲ့အစည်းဖြစ်ပါသည်။တွန်းဆန်မျိုးနဲ့နှက်ရန်ကြေးရွာမီးလောင်ပြကြဧပြီလ9ရက်2025စနေနေ့ နေချဲ့အကျန်းဖက်သမားလက်နက်ကင်ချင်းလျက်ကောင်စီအကျန်းဖက်လက်နက်ကင်အဖွဲ့ကဥဆောင်ပြီးနှဲ့ရန်ကြေးရွာမှာအပြစ်မရှိတဲ့ဇုံမီလူမျိုးတွေရဲ့အိမ်များကိုတရွာလုံးမိရှုဖျက်ဆီးခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောကြားပါတယ်ရှင်။ဖြစ်စဉ်မှာဇိုကန်တွန်းဆန်မျိုးကိုနေချဲ့ဝင်လာပြီးပြည်သူအပေါ်လက်နက်အားကိုးပြီးဘိုးကြဆုံမှုနေတဲ့အကျန်းဖက်လက်နက်ကင်ချင်းလျက်ကောင်စီ ဥဆောင်အဖွဲ့များကိုတွန်းဆန်မျိုးတွင်ဇူမီတော်လန်ရေးတက်မတော်မှအမိမည်အတွက်ဝင်ရောက်စီးနင်းရာမှ ချင်းလျားကောင်စီနေချက်လက်နက်ကင်အကျန်းဖတ်ပတ်မှနှက်ရန်ကြေးရွာတရွာလုံးမိရှုဖြစ်စီပြီးနေရဲ့မဟုတ်မမှန်သတင်းမျိုးစုံဖြင့်ဝါရဖြန့်ထားတယ်လို့သတင်းရရှိထားပါတယ်ရှင်။ ဇိုမီလူမျိုးများနေထိုင်ရာဒေသဖြစ်သောဇိုကန်တွင်အကြမ်းဖက်ချင်းလင်ကောင်ဆယ်လက်နက်ကိုင်အဖွဲ့များနှင့်အပေါင်းပါများအတွက်ညီနီယာမရှိဟုဇိုမီပြည်သူကာကွယ်ရေးတပ်မတော်ဇိုမီ Revolutionary Army နှင့်ဇိုမီပြည်သူလူထုတွေက ပြောကြားပါတယ်လို့သိရပါတယ်ရှင်โซมีเยเชนอก็นี่ตะดินหน้าถองปี้โลอาลองเจซุติมาร์ชิโลลันดังกงอองเจโฟเดบอทเคียฮาวทุนไฟ